ကိုတိုင်းတို့ကလည်းတယ်လီပို့သွားကကိုတိုင်းကလည်းကီဇူနာကိုသူ့ကိုပြန်ပို့ဖို့ပြောနေပြီကီဇူနာကပြန်တယ်လီပို့ဖို့လုပ်ပေမဲ့တစ်ဖက်ကပိတ်လိုက်တာကြောင့်မရတာကိုပြောပါတယ်ကီဇူနာကလူရှာတော်တဲ့သူတယောက်ကိုတီးထားတာကြောင့်အဲ့သူစီမအကူအညီတောင်းကြည့်မှာကိုပြောနေကနှစ်သိမ့်ပေးနေပေမဲ့ကိုတိုင်းကတော့မကြင်မနက်ဖြစ်နေပါတယ်တိုင်းမီတွေကအဆောင်နေကကီဇူနာပြန်ရောက်လာတာကိုသိတဲ့အခါဝမ်းသာနေကြပြီကီဇူနာကသူတို့ကိုအက်သနိုဘတ်ဆိုတဲ့သူကိုခေါ်ပြီးဖို့မှာလိုက်ပါတယ်တစ်ဖက်မှာတော့ငှက်မလေးကိုလူတယောက်ကဖမ်းထားတာကိုတွေ့ရပြီးအဲ့လူကငှက်မလေးကိုနှက်အသေးလေးပြောင်းလိုက်ပါတယ်ကီဇူနာကနန်းတော်ထဲကိုရောက်သွားပြီးအချိုးချောင်းရှင်းပြနေကနန်းတော်ထဲကသူတွေကလည်း ဲ့ကိုတိုင်းတို့ကိုကီဇူနာကိုကယ်ပေးတာကြောင့်ကျေးဇူးတင်နေပါတယ်။ဒါမှမဟုတ်ကိုတိုင်းကတခြားကဘာကဆိုတာသိရကမျက်နှာတွေကခက်ထန်သွားပြီးကိုတိုင်းကသူတို့ကဘာကိုဖြတ်စည်းဖို့ရောက်လာတာကြောင့်ကီဇူနာကိုကိုတိုင်းနဲ့မပတ်သက်ဖို့ပြောပါတယ်။ကိုတိုင်းကတော့အဖက်မလုပ်ပဲတန်နရာကိုသွားနေတော့တင်မောလက်နက်နဲ့အက်သနိုဘက်ကိုတွေ့ပါတယ်။အက်သနိုဘက်ကကီဇူနာရဲ့အကောင်လေးကိုထုတ်ပေးလိုက်ကကိုတိုင်းနဲ့ရီရှီယာတို့ကစိတ်ဝင်စားနေပြီးကီဇူနာကလည်းအဲအကောင်လေးကယီဂီကာမီဖြစ်ပြီးကိုတိုင်းအတွက်လုပ်ပေးမှာကိုပြောပါတယ်။ကိုတိုင်းကကြောင်မလေးရဲ့စပင်နဲ့အစီမံတွေလုပ်ပြီးရှီဂီကာမီကိုဖန်တီးနိုင်လိုက်ကကီဇူနာကလည်းကြောင်မလေးကအသက်ရှင်နေသေးတဲ့၍ဒီအယောက်ကရှိနေသေးမှာ ိုရှင်းပြကကဲဖို့အချိန်နည်းနည်းလေးပဲကျန်တော့တာကြောင့်အမြင်သွားခဲ့ဖို့လိုတာကိုပြောနေကကိုတိုင်းကလည်းအက်သနိုဘတ်ကလူမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်အက်သနိုဘတ်ကအသွင်ပြောင်းလိုက်ပြီးရုံပုံစံနဲ့ဖြစ်သွားကအက်သနိုဘတ်တို့မျိုးတို့ကကဘာကြီးကိုကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်ကီဇူနာကလည်းသူတို့တွေကအက်သနိုဘတ်ရဲ့လှည့်နဲ့သွားလို့ရတာကိုပြောပြကအပြင်မှာတော့အက်သနိုဘတ်ကသူ့ရဲ့လှည့်ကိုထိုးပြလိုက်ပြီးကိုတိုင်းကလည်းကျောင်းမလေးရဲ့ရှီဂီကာမီကိုကျောင်းမလေးကဘယ်မှာရှိလဲလို့မေးနေပါတယ်ကီဇူနာကလည်း glass ကဘယ်မှာရှိလဲလို့သူ့ရဲ့ရှီဂီကာမီကိုမေးကြည့်နေကရှီဂီကာမီနှစ်ကောင်လုံးကတနည်းအရကိုပဲထောက်ပြတာကြောင့်ကီဇူနာကလည်း glass ကိုဖမ်းမိထားတာဖြစ်နိုင်တာကိုရှင်းပြ ပါတယ်သူတို့တွေကအသရုံဘက်ရဲ့လှေနဲ့မျိုးစီသွားကြပြီးအာယုံစိုက်မခံရအောင်မြို့ပြင်မှာဆင်းပြီးလမ်းလျှောက်ကြပါတယ်ကိုတိုင်းကလည်းလမ်းလျှောက်နေတော့ရုတ်တရက်ငှက်မလေးအတန်ကိုကြားမိရကြအောင်အမြန်ပြေးပြီးလှက်ကြည့်နေကလူတွေအုံနေတဲ့အဆောက်အအုံထဲမှာငှက်မလေးကိုတွေ့လိုက်ပါတယ်ငှက်မလေးကိုဖမ်းထားတဲ့သူကငှက်မလေးနဲ့ပြဇက်လုံနေရပဲဖြစ်ပြီးဖမ်းထားတဲ့လူကငှက်မလေးကိုအနိုင်ကျင့်နေတာတွေ့တဲ့အခါကိုတိုင်းလည်းတင်းပြီးတခါတည်းတတ်ဖို့လုပ်နေပေမဲ့ရီရှီယာကလူတွေအာယုံစိုက်မခံရအောင်ညဘက်ခိုးဝင်ပြီးငှက်မလေးကိုကယ်ထုတ်ဖို့ပြောပါတယ်ညဘက်မှာတော့သူတို့တွေကငှက်မလေးဖမ်းခံထားတဲ့နေရာကိုသွားကြပြီးရှာကြည့်နေကငှက်မလေးကလှောင်ရင်တစ်ခုလည်းမှပိတ်ခံထားရတာကိုတွေ့လိုက်ရပါ ပါတယ်သူတို့တွေကလည်းလောင်ရင်ကိုဖြတ်စီလိုက်ပြီးငှက်မလေးကလည်းသူမရဲ့ငကိုအသွင်ပြောင်းသွားကကိုတိုင်းကိုဖတ်ပြီးငိုယူနေပါတယ်ရုတ်တရက်ငှက်မလေးကိုဖမ်းထားတဲ့သူကလည်းရောက်လာပြီးကိုတိုင်းကလည်းလက်စားရှိတဲ့အနေနဲ့စိတ်ကြောင်ရှောက်ရှားဖြစ်အောင်လုပ်တဲ့ရှီတုံးပေးလိုက်ပါတယ်ညမမှာတော့ငှက်မလေးကသူမကိုမပစ်ထားဖို့ဂရုပေးခိုင်းနေပြီးကိုတိုင်းကလည်းတသက်လုံးရှိနေပေးမယ်လို့ဂရုပေးလိုက်ကနောက်နေ့မှာတော့သူတို့တွေကခရီးဆက်ကြပြီးမျိုးရဲမကငှက်မလေးပျောက်သွားတဲ့ဒရင်ထွက်ထားတာကြောင့်ကိုတိုင်းကလည်းငှက်မလေးကိုတိတိလေးလုတ်ခိုင်းလိုက်ပါတယ်အဲ့အပြင်ဒါလက်နဲ့ကင်နဲ့ကောင်မလေးကိုတွေးမိပေးမယ်လွတ်သွားတာကိုရေးထားတာတွေ့ပါတယ်ကိုတိုင်းကလည်းကြောင်မလေးများလားဆိုပြီးကြောင်မလေးရဲ့စတေ တောက်ကိုကြည်ဖို့လုပ်ပေးမယ်ကြောက်နေရကြောင်းကိုတိုင်းလည်းစဉ်းစားမရဖြစ်နေပေမယ်ကီဇူနာကကျောင်းမလေးရဲ့ရှီဂီဂါမီကရှိသေးတာကြောင့်ဘေကင်းလောက်မှကိုပြောပါတယ်ကျောင်းမလေးကတော့ထောင်ထဲအထက်ခံလိုက်ရပြီတိုက်တိုက်ဆန်ဆန်နဲ့သူမထဲခံလိုက်ရတဲ့ခန်းထဲမှာလက်တို့ကရှိနေပါတယ်ကျောင်းမလေးကမှော်အစွမ်းသုံးပြီးထောင်ဖို့လုပ်ပေးမယ်လက်တို့ကမှော်အစွမ်းပို့သုံးလေးအဆုတ်ခံရလေဖြစ်တာကြောင့်အလုံးမဖြစ်တာကိုပြပြပါတယ်လက်တို့ကအစားကတော့ကျောင်းမလေးကိုမှတ်မှတ်မိပေမယ်ခဏနေတော့မှတ်မိသွားပြီကျောင်းမလေးကအက်ဒရီနာကိုတားဖို့ဆိုထောင်ကအမြန်ထွက်ဖို့ပြောနေကလက်တို့ကိုကူညီပေးဖို့ပြောပါတယ်လက်ကလည်းသူတို့ကပေါ်တယ်တဲ့ဝင်တဲ့အခါထောင်ချောက်ဆင်ခံရတာကြောင့်အဖမ်းခံလိုက်ရတာက ိုပြပြနေကကျောင်းမလေးကလည်းသူမနဲ့ကိုတိုင်းတို့ကအတိုင်းစားမရှိဝင်ကဘာတွေရောက်သွားတာကိုပြပြနေကကီဇူနာကလည်းဝင်ကဘာတွေမှာပိမ့်မိနေကြတာကိုပြပြပါတယ်ကျောင်းမလေးကသူတို့တွေကအားနေနေတော့မှော်အစွမ်းသုံးလို့ရနေသေးတာကြောင့်ထောင်ဖောက်ဖို့အစီအစဉ်ရှိတာကိုပြောပါတယ်ဒီလိုနဲ့သူတို့တွေကလွတ်သွားပြီးကျောင်းမလေးကအမြင်မှမော်နဲ့ထောင်ခံထဲမှာတယောက်မှမရှိတဲ့လို့လို့ပြီးထောင်ဆောက်ကစစ်ဖို့ဝင်လာတဲ့အခါထောင်ဆောက်ရမှော်အစွမ်းတုံးမြင့်ပေးတဲ့ပစ္စည်းကိုယူလိုက်ကထောင်ဖောက်ခဲ့တာပဲဖြစ်ပါတယ်သူတို့တွေကကိုတိုင်းနဲ့ပြန်ဆောင်ဖို့အတွက်စီကိုမျိုးစီသွားနေကြပါတယ်ကျောင်းမလေးကလမ်းမမွန်စတာတွေတက်ပြီး level fan တွေကနောက်နေ့မှတော့ငကားသေးနိုင်မှလူတွေအုံနေရကြ သွားကြည့်ကြပါတယ်အမှကသူရဲကောင်းဓာတ်ကိုကင်မဲ့သူကိုရွေးချယ်မှာပဲဖြစ်ပြီးမော်ဆီယာကာဇူကီကအထဲကိုဝင်သွားကဓာတ်ကိုယူဖို့လုပ်ပေးမဲ့အလုံးမဖြစ်ပဲဓာတ်ကကြောင်မလေးရဲ့လက်ထက်ရောက်သွားပါတယ်ရုတ်တရက်ကြောင်မလေးရဲ့ကျွန်းဆက်ဝိုင်းကလည်းပြောက်သွားပြီးသူမကလည်းထွက်ပြေးသွားကသူမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ကြီးလာပါတယ်ကြောင်မလေးကလည်းဆက်ပြေးနေရင်ဖခင်ကြောင့်တစ်ခုကိုရောက်တဲ့အခါအဲ့ကကြောင်မလေးကကြောင်မလေးကိုခေါ်သွားကအဝတ်အစားတွေလဲပေးနေပြီးသူမရဲ့ကလန်ကသူရဲကောင်းဓာတ်ကင်တဲ့သူတွေအတွက်တာဝန်ထမ်းဆောင်ပေးခဲ့တာကိုရှင်းပြနေကကြောင်မလေးကလည်းသူမခန္ဓာကိုယ်ကမနာတော့ပဲပို့ပြီးတက်မှသွားတာကြောင့်ကြောင်မလေးကိုကျေးဇူးတင်လိုက်ပါတယ်ကြောင်မလေးပြန်ထွက်လာတဲ့အခါအပြင်မှာ ကာဇူကီကဓာတ်ကိုပြန်ပေးဖို့ပြောနေပြီ။ကျောင်းမလေးကလည်းမဖယ်ပေးရင်တပ်ပစ်မယ်ဆိုကကာဇူကီကဝင်ခုတ်ဖို့လုပ်တဲ့အခါခုတ်ပေးလိုက်ပါတယ်။ရုတ်တရက် Holy Beast လေးကောင်တွေကကာဇူကီပွားထားတဲ့ကြားရီရောက်လာပြီ။ဓာတ်တိုက်ခိုက်ဖို့လုပ်ပေမဲ့ကျောင်းမလေးကနှစ်ကောင်လုံးကိုတစ်ချက်တည်းနဲ့တပ်ပစ်လိုက်ကကာဇူကီကိုလည်းလမ်းနောက်ရှက်ဖို့သတိပေးနေပါတယ်။ဒါပေမဲ့ကာဇူကီကထပ်ဝင်ခုတ်ဖို့လုပ်တဲ့အခါကျောင်းမလေးကနှစ်ပိုင်းဖြတ်ပေးလိုက်ပြီးလှုပ်တာနဲ့တိမ်မယ်လို့သတိပေးလိုက်ကကာဇူကီကိုကိုရန်နိုကအက်ဒရီနာကိုလက်စားရှိနေပြီလို့ပြောပေးဖို့မှာလိုက်ပါတယ်။ကျောင်းမလေးကလည်းခုနကရှာလာမှခွန်အားအလွန်ကျွန်းသုံးလိုက်ရတာကြောင့်မပန်းနေပြီ။ Holy Beast ကြားနဲ့တွေ့တဲ့အခါသူမကသိပြီလို့ ့တွေးနေပါတယ်။ရုတ်တရက်ကိုတိုင်းတို့ရောက်လာပြီးကြားကိုတက်ပြီးလိုက်ကကိုတိုင်းကလည်းကျောင်းမလေးရဲ့ရင်ဘက်ကအမှတ်ကပြောက်သွားတာကြောင့်လွတ်သွားပြီလို့ပြောပေမဲ့ကျောင်းမလေးကတော့ဖတ်တာကပြောင်းလာပြီလို့ပြောနေပါတယ်။